အားလုံးပဲမင်္ဂလာပါ NDA Community Media Channel ကနေရောပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော် Microsoft Word ထဲမှာပေါ့နော်ကျွန်တော်အိစဲကဲတို့စဉ်းစားရဆွဲရအောင်ပါတရားကွက်ထဲမှာပေါ့နော်ကျွန်တော်တို့အပေါင်းတို့အမြောက်စားတွေကိုကျွန်တော်ဘယ်လိုအလွယ်ကူဆုံးနဲ့ဘယ်လိုပြုသွားမလဲဆိုတော့ကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာကျွန်တော်ရှင်းပြပေးတော့မှာဖြစ်ပါတယ်ဒါကြောင့်မိုးကြောင့်ရဲ့ဒီဗီဒီယိုလေးကိုဆောင်းလိုက်ကြည့်ဖို့ဖိတ်ဖို့ရှင်ပါတယ်အဲဆိုကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုစလိုက်ကြရအောင် ဟုတ်ကဲ့ပါအဲ့ဆိုရှင်ကျွန်တော်တို့ကအရင်ဆုံး Michael Software ကိုဝင်လိုက်ပါမယ်။ Michael Software ကိုကျွန်တော်တို့ချက်ဝင်လိုက်ပါမယ်နော်။ဝင်ပြီးရဆိုရှင်ကျွန်တော် Michael Software ရောက်ပြီဆိုရှင်အရင်ဆုံးကျွန်တော်တို့က site တွေပါတွေရွေးဖို့လုပ်ရတယ်နော်။ကျွန်တော်တို့ page layout ထဲမှာကျွန်တော်တို့ site ကိုကျွန်တော်တို့ import ထားမယ်။ဒါကတော့ပိုဆွဲမဲ့ပုံမူတရားပေါ့နော်။ဆိုရှင် margin မှာကျွန်တော်တို့ကိုထားမဲ့အနေထားတစ်ခုကျွန်တော်တို့ရွေးလိုက်ပါမယ်။အဲ့ဒါရွေးပြီဆိုရှင်ကျွန်တော်တို့ကရင်းတော့ဇာတ်ဆွဲမယ်ပေါ့နော်။ဇာတ်ဆွဲမယ်ဆိုတော့ကျွန်တော်တို့က အဲဆက်ထဲမှာမှကျွန်တော်တေးပဲဆိုတာရှိတယ်တေးပဲထဲမှာမှကျွန်တော်တို့ကိုယ်ဆွဲမဲ့ဇာတ်ကိုကျွန်တော်ဆွဲလို့ရတယ်ပေါ့နော်ကိုယ်ဘယ်လောက်ဆွဲမှာလဲပေါ့ကျွန်တော်ကဒီမှာဇာတ်ဘက်ထဲမှာအပေါင်းတို့အမြောက်ဇာတ်ဘယ်လိုပြောင်းလဲကျွန်တော်လည်းပဲဆွဲလိုက်ပါမယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဇာတ်ဘက်ကိုအခြေသေးကျွန်တော်တို့ပြီးလို့ရပါတယ်ဒါတော့ကိုယ်ချက်တူပေါ့နော်ကိုယ်ချက်တဲ့နေထောင်ကိုကျွန်တော်တော်ရပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာအကော်လေးနည်းနည်း adjust လုပ်ပေးရတယ်ပေါ့နော်ဆွဲရတယ်ပတ်သားတယ်နော်โอเคပြီးလို့ရှိရင်ဒီဘက်မှာကျွန်တော်ဆွဲ ဒီ PCM ဆိုလို့ရတယ်ပေါ့နော်ဒါဟိုကြည့်ရဲ့ဟိုတော့လေ့ရတယ်ပြီးလို့ရှိရင် IG အတွက် IG အတွက်ပြီးလို့ရှိရင်စေးနောက်ပေါ့နော် sorry စေးနောက်ပြီးလို့ရှိရင်အဆွဆုပေါ့ပေါ့နော်ဆွဆုပေါ့ okay ပြီးလို့ရှိရင်ဒီကောင်ကိုကျွန်တော်တို့ကစာလုံးကိုလက်တက်ထားပေးတယ်ဒါတော့ကိုကြိုက်လို့ထားရရပေါ့နော် ပြီပြီ။ Okay ။ဒါဆိုရင်ဇာတ်ပေါ်လေးကျွန်တော်နည်းနည်းပြန်ပေးရအောင်နော်။ပြီးရင်ကျွန်တော်တို့ကနေတော့လေကျွန်တော်ဒီရနေတက်လိုက်လေးရတယ်။ Okay. Sorry. တဲ့ နဲ့နဲ့တော့ဟဲ့အာဒီငါးကိုအနောက်ဘက်မှာကျွန်တော်ထည့်ယူပါမယ်။ငါးထိတက်ပြီးပါပြီ။ဟောကျွန်တော်ထည့်ရတာနော်။ဟဲ့ okay ပြီးလို့ရှိရင်ဒီကောင်ကိုကျွန်တော်တို့ကခုနကတော့ပဲကျွန်တော်တို့လိုက်တက်ထားပြီးတော့နော်။ ဒီကောင်ဆက်လက်ဒီဘောတောက်ကိုဆက်လက်ပြီးတော့ထားလိုက်ရတယ်။ဟုတ်လားဆိုရှင်ကအကုန်လုံးတွားလို့လဲရောက်ရလိမ့်မယ်ပေါ့နော်။အဲ့ဒီဘောကျွန်တော်ဆက်လက်ပြီးတယ်နော်ဒီမှာ။ခေရပြီးလို့ရှင်ဒီဘောမှာကျွန်တော်ရေးမယ်ပေါ့နော်။စာအုပ်စာအုပ်အမ်ပြီးလို့ရှင်ရေးတော့ကားကြတော့တရားနဲ့ငါအော် sorry အင်္ဂလိပ်လိုရေးမှာပေါ့နော်ဒီတော့ဒီမှာကျွန်တော်အင်္ဂလိပ်လိုရေးတာကျွန်တော်ပေါင်းလို့ရမှာဆိုလို့ပေါ့နော်ဒီအနေနဲ့ငါဒီစင်းနှောင်းအတအုပ်ကို ဲ85ပဲပဲထားပါတော့เนาะဒီလိုရှိရင်ဒီမှာဘောပင်ပေါ့เนาะဘောပင်လုံးရန်ဟန်းစေနောင်းဝါတချောင်းကို90โอเคရောရည်เนาะဒီလိုရှိရင်ဇောက်ဘောပင်ဒီခဲတံပေါ့เนาะကျွန်တော်တို့ခဲတံခဲတံက6ခဲတံက ဟုတ်ကဲ့ပါပြီးလို့ရှိရင်သူကဈေးနှုန်းအားကြတော့အာ80ပေါ့နော်80ထားလိုက်မယ်ပြီးလို့ရှိရင်ဒါရဲ့ဘောပြီးရင်ခဲရင်ပေးတာပေါ့နော်အာပေးတာပေးတာကချောင်းချောင်းအဲပြရနေ90ပေါ့နော်ပြီးလို့ရှိရင်ပေးတာကကြတော့60ဒီလိုပေးပါနော် sorry 60 90ရနေ90ပေါ့နော် ေရန်နဲ့နားစေထားလိုက်ပြီးလို့ရှိရင်စာအုပ်ရဲ့ဘောမြင်ပေးရန်ခဲတဲ့ရင်ခဲရပါနော်ခဲရခဲရကကြတော့အချောင်းအဲ200ပေါ့နော်ခဲရက200ပြီးလို့ရှိရင်ဈေးရကြတော့40ပေါ့ခဲ40ပေါ့နော်ဒီ ਆ ရောเนาะဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာကုန်စည်တော့နေရလာပြီပေါ့เนาะအဲ့မှာပဲကျွန်တော်တို့ဒီအခွင့်အမှာကျွန်တော်တို့ Microsoft Word လို့ပေါ့နော် online ချပြနေတယ်။ဟိုဒီ Excel လို့ကျွန်တော်တို့အပေါင်းနှုန်းမြောက်စာကိုဘယ်လိုပြုလုပ်မလဲဆိုတော့ကျွန်တော်ပြပြပေးပေါ့နော်။အရင်တော့ကျွန်တော်တို့ကဒီမှာပေါ့နော်ကိုအဖြေထုတ်မှတ်ပေါ့လေကျွန်တော်တစ်ချက်နှိပ်ရမယ်။နှိပ်ပြီးဆိုလို့ရှိရင်ကျွန်တော်ကဘာအောင်နှိပ်ရမလဲဆိုလို့ရှိရင် order A ဟို type ပေါ့နော်ကျွန်တော် order ရဲ့ A ရဲ့ O ရဲ့နှိပ်ပြတယ်နေပြီးခါမှာသူကဒီလိုပေါ်လာပြီပေါ့နော် sam ဆိုတော့နော် sam ပြီးလို့ရှိရင် area to list ဆိုတာပေါ့နော်ဒါဆိုရင်ဒီနှစ်ခုကိုပေါင်းပါလို့ဆိုတော့နော်ကျွန်တော်အဲ့လိုရှိရင်တော့ okay နဲ့ရရအောင်အဲ့ဆိုဒီမှာ195 85ပေါင်း195ပေါင်းဒါဆိုရှိရင်ဒါ190ပေါ့နော် ဒါပေါင်းတာပေါ့နော်ကျွန်တော်တို့နှုတ်တာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဘယ်လိုလုပ်ရလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာပဲပေါ့နော်ကျွန်တော်တို့နှုတ်တာလေးကျွန်တော်တို့ထပ်လုပ်ရတယ်အနည်းကတော့အမျိုးမျိုးရှိတယ်ပေါ့နော်ကျွန်တော်တို့ကိုကြတဲ့အနေနဲ့ကျွန်တော်တို့လုပ်လို့ရပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်ထပ်လုပ်ပြမယ်နော်ဒီနောက်ခုကိုကျွန်တော်ပေါင်းမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဘယ်လိုလုပ်မလဲဆိုတော့ control ရဲ့ app နားရယ်ပေါ့နော်ကျွန်တော်တန်းနှိပ်ပြတယ်အဲ့ဒါလိုပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်ကမြညာကျင်ရှာခံပြတယ်ပြီးပေါင်းမှာဆိုတော့ကျွန်တော်တို့အဒီရကိုကျွန်တော်အဲဒီ AZ တင်ရဲ့လို့ဆိုတော့ကျွန်တော်တို့တည်တယ်ပေါ့နော်ဒါဆိုလို့ရှိရင် တော့ဒီမှာဒါ A B C D E လို့ရေးထားတော့ရပါမယ်ပေါ့နော်။ကျွန်တော်တို့ဒီမှာ A B C D E လို့ရေးနာမည်ပေးထားလို့ရတယ်။ဒီမှာ column ပေါ့နော် column A column B column C column D column E ပေါ့နော်ကျွန်တော်အဲ့လိုသဘောထားတယ်။အဲဆိုလို့ရှိရင်ကျွန်တော်ဒီနှစ်ခုဘာမှဆိုတဲ့အတွက် ABC C ရဲ့ C ရဲ့မှာဘယ်လောက်လဲဆိုလို့ရှိရင်1နဲ့2ခွက်မြောက်ပေါ့နော်ဒါဆိုရင် D ရဲ့2ခွက်မြောက် အားကြောင့်ကျွန်တော်တို့ကဒီမှာဆိုလို့ရှိရင်ဒီမှာဘယ်လိုရေးမလဲဆိုလို့ရှိရင်ဒီမှာဒီကောင်ရေးပေးရပါတော့နော်ဒီကဆို A B C C ရဲ့ C ရဲ့1 2နှစ်ကွန်ပျူတာဆို C 2ပြီးလို့ရှိရင်ကျွန်တော်တို့ကအပေါင်းဆိုတော့အပေါင်းထည့်ပေးလိုက်မယ် sorry ကျွန်တော်တို့အပေါင်းထည့်ပေးတယ်ပြီးလို့ရှိရင်ဒီဘက်ကကျတော့ A B C D တို့ဆိုလို့ရှိရင်နှစ်ကွန်ပျူတာအားကြောင့်ကျွန်တော်တို့ D2 ပေါ့နော်အဲဆိုရင်ကျွန်တော်က D ဒူရေးပေးလိုက်မယ်အဲ့တော့ BB ဆိုလို့ရှိရင်ကျွန်တော်တို့က F နဲ့ကျွန်တော်တစ်ချက်နှိပ်ပေးလိုက်မယ်အဲ့ဆိုလို့ရှိရင်ဒီမှာ190ပေါ့နော်190ရပါပြီအဲ့လိုမှောက်ပင်လဲကျွန်တော်တို့က နောက်ထပ်ပေါ့နော်နှုတ်မယ်ဆိုလို့ရှိရင်အဲ့လိုပဲကျွန်တော်ဘယ်လိုပြန်ယူရမယ်ဆိုလို့ရှိရင် control ရဲ့ F9 ရဲ့အရင်ဆုံးဤတိုင်းမှာပြီးလို့ရှိရင်အရင်ဆုံးညရချင်းထိုးခလိုက်မယ်။ညရင်ထိုးပြီးဆိုလို့ရှိရင်ကျွန်တော်ကပေါင်းပြရပြီးဒါနှုတ်မယ်ပေါ့နော်။ဒီအရင်အရင်ဆုံး C2 တွေက D2 ကိုနှုတ်မယ်ပေါ့နော်။အဲကြောင့်မို့ကျွန်တော်က A B C C2 ပေါ့နော်။ C2 တွေက C2 ပြီးလို့ရှိရင်ကျွန်တော်ကအနှုတ်ပြီးလို့ရှိရင် D2 နှုတ်မယ်ဆိုတော့ D2 ပြီးလို့ရှိရင် F9 ကိုကျွန်တော်ချက်နှုတ်လိုက်နှိပ်လိုက်မယ်ပေါ့နော်။ အဲ့ဒါဆိုရင်ညီမတို့20ကျန်တော့ပြရတယ်ပေါ့နော်အဲ့ဒါဆိုရင်အဲ့လိုပဲကျွန်တော်အမြောက်အစားလို့ဆိုရင်လည်းကျွန်တော်အဲ့လိုပဲပြောလို့ရတယ်ပေါ့နော်ရေစောကျွန်တော်တို့ကထုံးတဲ့နိုင်နိုင်ကိုရေလုံးထောက်ခွာလိုက်မယ်ပြီးလို့ရှိရင်ညချင်းထားလိုက်မယ်ပြီးလို့ရှိရင်မြောက်မှာဆိုတဲ့အတွက်ကျွန်တော်တို့ကညချင်းအာ D2 ပေါ့နော် ABC C2 ပေါ့နော် C2 ပြီးလို့ရှိရင်အမြောက်တင်ကြတဲ့လေးကျွန်တော်တို့ထည့်မယ်ပြီးလို့ရှိရင် D2 D2 ပေါ့နော် D2 ပြီးလို့ရှိရင်ကျွန်တော်အပ္ပနာလေးကိုနှိပ်လိုက်မယ်အဲဆိုလို့ရှိရင်ဒီနောက်ခုမြောက်တဲ့ရက်က အာ1925ပေါ့နော်1925အဲဆိုဒီနောက်ကိုမြောက်တာကျွန်တော်ကအဲ့ဒီမြောက်တာကိုဆိုလို့ရှိရင်လည်းကျွန်တော်ခုနအတိုင်းပဲကျွန်တော်တို့နောက်တဲ့တနည်းပေါ့နော်ဒါပေါင်းတော့မြောက်စားကျွန်တော်စားရဲဆိုလို့ရှိရင်လည်းကျွန်တော်ထပ်စားပြမှာပေါ့နော်စားမယ်ဆိုလို့ရှိရင်လည်းခုနကကွန်ထိုးရဲ့အဖနာရဲ့ကျွန်တော်တို့ချက်နှိပ်လိုက်မနှိပ်ပြီးဆိုလို့ရှိရင်မြင်ရအရင်ဆုံးမြင်ရခြင်းကိုကျွန်တော်တို့ရေးလိုက်ပါမယ်ရေးပြီးဆိုလို့ရှိရင်ကိုလေအောက်ဒီပြာစားမှာလေပေါ့နော်အရင်ဆုံးတင်မဲ့အောင်အရင်ဆုံးထည့်လိုက်မယ်ပေါ့နော်အရင်ဆုံးတင်မဲ့အောင်က ABC2 ပေါ့နော် ဒီဒိုပြီးလို့ရှိရင်အစားဗာနဲ့စားမှလည်းဆိုဒီ2နဲ့စားမှတော့ကြောင့်မို့ကျွန်တော်ဒီဒိုပြီးလို့ရှိရင် F9 ကိုကျွန်တော်နှိပ်ပြလိုက်မယ်1.24ပေါ့နော်1.24ရာသာစားတာပေါ့နော်အဲ့တော့မို့လို့ကျွန်တော်ပြန်ပါ sorry ကျွန်တော်တို့ပြန်ပြီးတော့မြှောက်မယ်ပေါ့နော်ဒီနှစ်ခုရဲ့ဈေးနှုန်းကိုကျွန်တော်မြှောက်မယ်ဆိုတော့ဆိုလို့ရှိရင်ကျွန်တော်ခုနတိုင်းလေဒီ control ရဲ့ F9 ရဲ့ဆိုရဲဒီကမှကျွန်တော်မျှောက်လိုက်ရတယ်ဒါမှမဟုတ်ကျွန်တော်ဒီ auto ကိုမျှောက်လာရှိတယ်ပေါ့နော်အဲ့ဒါကျတော့ဘာလို့ဆိုလို့ရှိရင် order A ရဲ့ O ကိုကျွန်တော်ပြန်နှိပ်လိုက်မယ် အဲ့လိုရိုက်ပဲเนาะကျွန်တော် order ရဲ့ OA နဲ့ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာပေါ့เนาะ data တော့ပေါင်းမှာဆိုတော့ data ကပေါင်းတဲ့ဟာကြီးပေါ့เนาะကျွန်တော်ကအဲ့ဒီမှာမှာဒီမှာ pay function ဆိုတာရှိတယ်ပေါ့เนาะကျွန်တော်က pay function တဲ့ကိုကျွန်တော်ချက်ဝင်နေမှာဝင်ပြီးဆိုရင်ကျွန်တော်ဟောအောက်သွားပြီးမှာ product ဆိုတာရှိတယ်ပေါ့ဒီ UCD လို့ရေးထားတယ်ပေါ့เนาะအဲ့တော့ကျွန်တော်တစ်ချက်နှိပ်လိုက်နှိပ်ပြီးဆိုလို့ရှိရင်ဒီမှာအဲ့ဒီဝင်စားဝင်ရေးမှာ LFT lift လို့ရေးမှာเนาะအဲ LFT lift ပြီးလို့ရှိရင်ကျွန်တော်တို့က okay ကိုနှိပ်ပြီးလိုက် နေပြီဆိုလို့ရှိရင်ဗာဒီနောက်ခုရဲမြောက်တာဗောနော်ဒီမှာရပြီโอเคဒါဆိုလို့ရှိရင်ကျွန်တော်အောက်ကားလေးလည်းကျွန်တော်တို့အဲ့လိုပဲ live မြောက်အောင်မှာလားဗောနော်ကျွန်တော်ဒီ Excel လိုပဲတော့ကျွန်တော်တို့ကအောက်ကားလေးကိုကျွန်တော်ဆွဲလိုက်ရတယ်သူအောက်မှာပတ်သက်တဲ့ဟာကိုသူအဖြေတိုင်းပြီးထုတ်ပေးမှာဗောနော်ကျွန်တော်က Excel မှာဆိုလို့ရှိရင်ကျွန်တော်အပေါ်မှာပေါင်းပြီးဆိုတော့အောက်ကားကိုကျွန်တော်ကဒီဆွဲချလိုက်ရမှာဗောနော်ဆွဲချရင်သူကသူတက်ဆိုင်ရတက်ဆိုင်ရသူအဖြေတက်ထားတွန်းထုတ်ပေးတယ်ဗောနော်ကျွန်တော်ဒီ Microsoft မှာကျတော့အဲ့လိုမရှိဘူးအဲ့လိုမရှိကျွန်တော်ကဘယ်လိုလုပ်မလဲဗောဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်ကလိုလိုရနေတယ်ရှိတယ်ဗောနော်ကျွန်တော်က ပိုအောက်မှာဆိုပိုဖြေထုံးမကောကျွန်တော်ချက်နှိပ်လိုက်။နှိပ်ပြီဆိုရင်ကျွန်တော် F4 ရှိတယ်ဗောနော F4 ကျွန်တော်တစ်ချက်နှိပ်လိုက်။ဘာနဲ့ဆံမလို့နော်ကျွန်တော်တို့အဖြေထုံးမကောကိုသွားမယ်ပြီး F4 တစ်ချက်နှိပ်လိုက်။ဒီဘာအပေါ်မှာကျွန်တော်တို့ဒီနှစ်ခုကမြောက်ထားတယ်ဆိုတော့အောက်မှာလည်းဒီနှစ်ခုမြောက်တဲ့အဖြေထုံးမယ်ဒီကောင်နှစ်ခုမြောက်တဲ့အဖြေထုံးမယ်ဒီကောင်နှစ်ခုမြောက်တဲ့အဖြေထုံးမယ်ဒီကောင်နှစ်ခုမြောက်တဲ့အဖြေထုံးမယ်ဗောနော်တကယ်လို့ကောကအဲ့လိုမှမဟုတ်ပဲねဒီအောက်ကဟာမှာကျွန်တော်တို့ပေါင်းထားတယ်ဗောနော်ကျွန်တော်ကပေါင်းထားတယ်။ဒါကျွန်တော်ပြန်လုပ်ပြမယ် order ရယ် A ရယ် O ရယ်ဗော အဲ့လိုဟိုနေပြီဆိုလို့ရှိရင်ဒီမှာကျွန်တော်ကပေါင်းမယ်ပေါ့နော်ပေါင်းမယ်ဆိုလို့ရှိရင်လည်းဒီမှာသူပေါင်းလာတာရှိတယ်ပေါ့အဲ့ဆိုလို့ရှိရင်ကျွန်တော် okay နေပြန်အဲ့ဆိုဒီမှာပေါင်းလာတာနော်ဒီမှာပေါင်းလာရင်အောက်ကဟာဒီပေါင်းမယ်ဆိုလို့ရှိရင်လည်းကျွန်တော်ကဒီအောက်နေမယ်ပြီးလို့ရှိရင်ကျွန်တော်က f4 ပေါ့နော် f4 နေတယ်မဒါဆိုရှိရင်ဒီနောက်ခုပေါင်းလာတာပေါ့နော်ပြီးလို့ရှိရင် f4 နေပဲဒီနောက်ခုပေါင်းလာတာ f4 နေပဲဒီနောက်ခုပေါင်းလာတာ f4 နေပဲဒီနောက်ခုပေါင်းလာတာ ဟုတ်ပြီနော်အဲဆိုလို့ရှိရင်ကျွန်တော်အကုန်လုံးကောင်းတဲ့ဟာကိုကျွန်တော်တို့အဒီမှာဖြေထုတ်ရှင်တယ်အဲဆိုလို့ရှိရင်ဒီကောင်းလုံးပေါင်းမယ်ဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်ဒီကောင်းလုံးပေါ့နော်အဲ့ဒါပေါင်းမယ်ဆိုရင်ကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုရင်ဒီအပြည့်ထုံးမှာအခွက်ကိုကျွန်တော်နှိပ်လိုက်မယ်ပြီးလို့ရှိရင်ခုနတိုင်းပဲ order ရဲ့ a ရဲ့ o ရဲ့ပဲကျွန်တော်ချက်ပြန်နှိပ်လိုက်ပါမယ် order ရဲ့ a ရဲ့နှိပ်လိုက်မယ်ပေါ့နော်နှိပ်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့အဒီမှာဒီဘာဘာပေါ်လဲဆိုစမ် a b o v e ပေါ့နော် အဲ့လိုပေါ်အဲ့လိုပေါ်ဆိုကျွန်တော်ကဘာမှနှိမ့်ချမလို့တော့ဘူးเนาะဒါဆိုရင်ဒီကဒါဆိုတော့ဒီအကုန်လုံးပေါင်းမယ်ဆိုတဲ့သဘောပဲဒါကြောင့်မို့ကျွန်တော်ကဒီမှာ okay လေးကိုချက်နှိမ့်ပြလိုက်နှိမ့်ပြရမယ်ဆိုလို့ရှိရင်ဒီမှာဒီအကုန်လုံးရဲ့အဖြေကိုဒါပေါင်းနာရဲ့အဖြေကိုเนาะပေါင်းနာရဲ့အဖြေကိုဒီမှာတပြန်ပြတာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်လွယ်လေးပေါ့เนาะကျွန်တော် Microsoft မှာလည်းကျွန်တော်တို့ဒီအမ sorry ကျွန်တော် exam မှာလည်းကျွန်တော်တို့စနေကြရေးပေါင်းတဲ့အခါမှာကျွန်တော်တို့ဒီ2 and 2 link ချိန်ပြီးတော့ကျွန်တော်တို့တောင်းရရတယ်ပေါ့เนาะကျွန်တော်တို့ဒီ popular လေးတွေပေါ့နော် popular လေးရိုက်ထည့်ပြီးကျွန်တော်တို့သုံးလို့ရတယ်အဲဆိုရင်ကျွန်တော် Microsoft မှာလည်းအခုဇေယျအခွက်မှာကျွန်တော်တို့ပေါင်းလို့ရမယ်နှုတ်လို့ရမယ်မျှောက်လို့ရမယ်စားလို့ရမယ်ပေါ့နော်ပြီးရင် output တော့ကိုကျွန်တော်အပေါင်းတော့မျှောက်စားလုပ်ပြီးဆိုအောက်ကွက်တွေဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကိုအပြည့်ထုံးမှတ်နေအောင်သွားသွားပြီးလို့ရှိရင် app နဲ့ပေါ့နော်ဒါပေမဲ့အောက်ကွက်တွေကကျွန်တော်တို့ light ပေါင်းမယ်ဆိုလို့ရှိရင်တော့ဒီခါလေးအဲ့လိုလုပ်လို့ရရောတကယ်လို့အောက်ကွက်ကကျွန်တော်တို့မျှောက်မယ်စားမယ် app တော့ကမျှောက်လာပြီးအောက်ကွက်ကစားမယ်ဆိုရင်တော့ခုန app နဲ့တော့မျှောက်ပေါ့နော်ခုမှန်ကိုပြန်မျှောက်ရမယ်တကွက်နဲ့တကွက်မတူမတူဆိုလို့ရှိရင်ပေါ့နော်ဒါလို့ကိုကအဲ့လိုမဟုတ်ဘဲနဲ့အကုန်လုံးတကမ်းတော့ပေါင်းမယ်ဆိုရင်အပေါ် ဖို့အဘွားနံပါတ်အမှတ်စဉ်တစ်ကိုကျွန်တော်ပေါင်းပြီးဆိုအောက်ကဟာကိုကျွန်တော် F4 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 လိုက်နေကြောင်းလည်းကျွန်တော်အဆင်ပြေတယ်ပေါ့နော်ဒါမှမဟုတ်ကကိုကတစ်ခုပေါင်းမယ်တစ်ခုတကြောင်းမြောင်းမယ်တစ်ခုကိုစားမယ်တစ်ခုကိုနှုတ်မယ်ဆိုလို့ရှိရင်တော့ဒါခုနတိုင်းပဲကျွန်တော်ပြောတယ်ဘယ်လိုလဲဆိုလို့ရှိရင်ပေါ်ပြေထုံးမဲ့အကွက်ကိုသွားသွားပြီးလို့ရှိရင်ကျွန်တော်တို့က control ရဲ့ F9 ရဲ့သွားသွားပြီးလို့ရှိရင်ဒီမှာပေါ်ပြလာလေးပေါ့နော်တွန်ခွင်းလေးနဲ့ပေါ်လာပြီးအဲ့ဒီမှာကျွန်တော်ညရင်ထားပြီးရင်အရင်တော့ကျွန်တော်ကပေါင်းမှလာနှုတ်မှလာပေါ့နော်ပေါင်းမှဆိုရင်အပေါင်းနဲ့ ဒီမိရချင်းရဲ့အနောက်မှာပေါင်းမဲ့နှစ်ခုရေးပေါ့နော်ဒီကျွန်တော်တို့အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ကဘယ်လိုရေးရမလဲဆိုရင်ကျွန်တော်ဒီ exercise ထဲမှာဆိုလို့ရှိရင်ဒါ column 1 column A column B column C column D column E ပေါ့နော်ဒီနောက်ကိုပါမဆိုရဲဒီကောင်းဆုံး column C မှာရှိရဲ column C ရဲ့တကွာနှစ်ကွက်မြောက်ဒီကောင်းကြောင့် column D ရဲ့တကွာနှစ်ကွက်မြောက်ဒါကြောင့်မို့ကျွန်တော်တို့ကခဏအောင်ရေးဘူးသူရဲ့သက်ဆိုင်ရာကျွန်တော်တို့ကဒီမှာပေါ့နော် C 2အပြီးလို့ရှိရင်ကျွန်တော်တို့ကဒီမှာပါအပေါင်းဆိုတဲ့အတွက်အပေါင်းပြီးလို့ရှိရင် D 2ပေါ့နော် D 2 ပြီးလို့ရှိရင်ကျွန်တော်အန်နာခေါက်လို့ခေါက်လို့မရဘူးပေါ့နော်ကျွန်တော်တို့လတ်မန်ကိုနှိပ်လိုက်မှာဒါဆိုရင်သူနောက်ကိုဒါပေါင်းထားတာပေါ့နော်ဒီကျွန်တော်တို့ဘဲဖော်ပြလာတော့တုံးထားရဲ့ပြန်သိချင်လို့ရှာရဲ့ F9 ရဲ့ပေါ့နော် Ultra ရဲ့ F9 ကိုနှိပ်ကြည့်မှဆိုရင်ဒါကျွန်တော်တို့တုံးထားရဲ့ဖော်ပြလာရဲ့ကျွန်တော်တို့ပြန်တွေ့ပြီပေါ့နော်ဒါကတော့ဒီကျွန်တော်တို့ဒီ ဘယ်ပြောမှာကျွန်တော်တို့အိတ်ဈေးမှာဆိုလို့ရှိရင်ဒါကိုပဲဖော်ပြတာရေး၃နိုင်ဆိုတော့ပြန်ကြည့်လို့ရတယ်ပေါ့နော်ဒါကဒီကျွန်တော်တို့ဒီ Microsoft မှာဆိုလို့ရှိရင်ကိုပဲပြလာတော့ပဲဖော်ပြလာကို၃နိုင်ဆိုတာကိုကျွန်တော်တို့ order ရဲ့ app နိုင်ကိုပြန်ကြည့်လို့ရပါတယ်ပြီးရင်ဒီကောင်ပြန်သိမ်းမှာဆိုတော့ order ရဲ့ app နိုင်ကိုကျွန်တော်ပြန်နှိပ်လိုက်ရပြီပေါ့နော်ဒါဆိုရင်ဒါဖော်ပြလာဖြောက်တာပါဖော်ပြလာကိုသိချင်တယ်ဆိုရင် order နဲ့ app နိုင်ပေါ့နော်ဒီလိုကျွန်တော်တို့ကအပေါင်းတို့မြောက်စာရေးလို့ရှိနေဆိုရင် control ရဲ့ app နိုင်ရေလုပ်လို့ရပါတယ် ီလို့ရှိရင်ကျန်တဲ့ဟာကိုကျွန်တော်ပြန်သုံးခြင်းနဲ့ဆိုလို့ရှိရင်လည်း control ရဲ့ a ရဲ့ o ရဲ့ကျွန်တော်နှိပ်ရတယ်ပေါ့နော် control ရဲ့ a ရဲ့ o ရဲ့နှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့အပေါင်းအညောင်ဆိုလည်းပြန်လုပ်ရပါတယ်ဒါကတော့ကျွန်တော်သုံးရနည်းနဲ့သုံးဖို့ကျွန်တော်ပြပြပေးတာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော် Microsoft ကိုသုံးပြီးတော့ပေါ့နော်ကျွန်တော်တို့အိဇဲကဲ့သို့ပေါ့နော်ဇီယာရဲ့စီးရင်ဇီယာရဲ့ကိုကျွန်တော်တို့ auto bounding ညောင်းနေအာစာနေနှုတ်နေကိုကျွန်တော်ပြပြပေးတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်အားလုံးကံကောင်းပါစေ